Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့အပြောင်းအကျွေးနဲ့ပတ်သက်လို့ကုညာနဲ့ရထားတဲ့သတင်းတစ်ခုကျွန်တော်တို့ပြောကြည့်အောင်ပါနော် Matthias ကုညာနဲ့ Manchester United ရဲ့ကြားထဲမှာကျွန်တော်တို့ဒီအပြောင်းအကျွေးပြင်မြောက်ဖို့အတွက်ဆက်လက်ပြီးတော့လှုပ်ဆောင်နေစေဖြစ်တယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီအလုပ်လုပ်မှုတွေကလည်းကြားထဲမှာတိုးတက်မှုတွေရှိလာအောင်ကြိုးပမ်းနေတာဖြစ်တဲ့အတွက်ရက်တန့်သွားခြင်းမရှိသေးဘူးဆိုပြီးတော့ Fabrizio Romano ကကျွန်တော်ပြောထားတယ်ဒါအပြင်သူကဆက်ပြီးတော့ United ကကုညာကိုခေါ်နိုင်ဖို့အတွက်တခြားအသင်းတွေထက်အများကြီးပိုပြီးတော့ကောင်းမွန်တဲ့အခြေအနေမှာ ာရှိနေတယ်ပေါ့နော်လက်ရှိမှာပြောင်းရွှေ့ကြီးပြီးချရမယ်ပုံစံနဲ့ပတ်သက်ပြီးတော့ကလပ်တင်းတစ်ခုကြာဆွေးနွေးနေတာဖြစ်တဲ့အတွက်အပြောင်းရွှေ့ကကြန့်ကြာနေခြင်းဖြစ်တယ်ပေါ့နော် United နဲ့ကွန်ညာတို့ရဲ့ဂျာမန်ကောင်းမွန်တဲ့ဆက်စံရည်တွေရှိထားပြီးတော့မကြာမီရပ်ပိုင်းအတော်တွင်းမှာကိုပဲသဘောတူညီမှုရသွားနိုင်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ကလပ်တင်းတစ်ခုကြာဆွေးနွေးနေပြီးတော့အချင်းကြီးကောင်းတာနဲ့ဟိုဒီအပြောင်းရွှေ့ကဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောပဲဒါပေမဲ့လို့ပေါ့နော် United နဲ့ကွန်ညာတို့ဂျာမန်ဆက်စံရည်ကောင်းနေရှိထားတယ် မကြမီရပိုင်းတိုးတွင်းမှာလည်းသဘောတူညီမှုရသွားနိုင်နေဆိုပြီးတော့ပြောထားတော့ကျွန်တော်တို့အနေနဲ့ဟိုကလတ်တင်းနှစ်ခုကြာဆွေးနွေးနေတယ်ဆိုလို့ရှိရင်တော့ဒါပြဿနာမရှိသေးဘူးဒါပေမဲ့ကွန်ညာနဲ့ဆွေးနွေးနေပြီးတော့ကွန်ညာရဲ့ဘက်ကတော့လက်ရှိမှာသဘောတူညီမှုရဖို့အတွက်ကိုပဲအတိုင်းအတာတစ်ခုဒီအချိန်ယူနေတယ်ဆိုလို့ရှိရင်တော့ဒီကြတဲ့ဒါဟာကျွန်တော်တို့ယူရိုပါလိရဲ့ reserves ပေါ်မှာမူတည်ပြီးတော့သူဆုံးဖြတ်သွားမယ့်အခြေအနေမျိုးဆိုတော့ကျွန်တော်ခံမှန်းကြည့်လို့ရတယ်ဟိုကစားမားတွေတိုင်းကဗျာလက်ရှိမှာ quality ပြည့်တဲ့ player တယောက်ဖြစ်တယ်လို့ တခြားအသင်းတွေကလည်းနော်ဟိုပြောင်းဖို့အတွက်ခြေသွင်းရှိနေတယ်တခြားကလပ်သင်းတွေဘက်ကလည်းစိတ်ဝင်စားနေတယ်ဆိုတော့ကစားသမားတွေကတော့ Champions League တွေကိုစီကင်ကျင်ကြတာပဲ Champions League ဝင်ခွင့်ရမှသိတယ်မလို့နော်ပူပြီးတော့ပြောင်းကျင်ကြတာဆိုတော့ဒါကြောင့်မနော်ကုညာအနေနဲ့ကို United အသင်းကိုလည်းကျွန်တော်လက်ရှိမှာသူကတော့ United ကိုတော့ပြောင်းကျင်မှာပဲဒါပေမဲ့လို့ပေါ့နော် Champions League ဝင်ခွင့်ရရင်တော့ပူပြောင်းကျင်တယ်ဝင်ခွင့်မရဘူးဆိုလို့ရှိရင်တော့တခြားဝင်ခွင့်ရတဲ့အသင်းတွေမှာသူသဘောကျတဲ့အသင်းရှိသလား သူပြောင်းလို့ရနိုင်တဲ့နော်သူတို့အတွက်အချင်းကြီးကောင်းမဲ့အတင်းရှိမလားဆိုတာသူကြည့်မှာပဲအဲ့ဒါအဆင်မပြေဘူးဆိုမှပဲအတင်းကိုပြောင်းလာမယ့်ပုံစံမျိုးပါဒါကြောင့်မနော်ကျွန်တော်ကတော့ကိုညာရဲ့ဘက်က personal ပုံကိုရေးဆိုင်ရာသဘောတူညီမှုတော့မှမရသေးဘူးဆိုတာကိုကျွန်တော်ကြည့်ရင် ယူနိုက်တက်ရဲ့ယူရိုပါလိအပြောင်းရွှေ့ပေါ်ကိုယူရိုပါလိဒီ final results ပေါ်ကိုမူတည်နေတယ်သူအဲ့ဒါကိုစောင့်ကြည့်နေတယ်ဆိုတော့ကျွန်တော်တို့ကောင်းကောင်းပြောလို့ရတယ်နောက်တစ်ခုကကလပ်တင်းကြားပေါ်တော့ငွေကြေးပြီငွေပေးချေမဲ့ပုံစံပေါ့ဒါကအစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့အတင်းဘက်ကဒီကုညာနဲ့ပတ်သက်လို့ရှိရင်အပြည့်သက်ကျွန်တော်တို့ကစာချုပ်ပေးပြီးတော့ခေါ်သွားမှလားပေါ့နော်အပြည့်သက်ဗျာတန်း90ဆိုလဲတန်း90 100ဒီလုံးအကုန်ပေးပြီးတော့ခေါ်သွားမှလားဒါမှမဟုတ်လှုပ်ထုံးလို့ညီတိုင်းကျွန်တော်တို့က instrument နဲ့ပေးရမှလား ါကအရေးကြီးတယ်အကယ်လို့များ United ကကိုညာနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ကြီးကိုဝူဘန်ဟန်နဲ့ကောင်းကောင်းဆွေးနွေးနိုင်လို့၅နှစ်တန်တီ၅နှစ်၃နှစ်တန်တီအလွန်ရော၃နှစ်ပဲရမှာပါ၃နှစ်တန်တီ၃နှစ် transfer မှာကျွန်တော်တို့ဒီ installment နဲ့ပေးနိုင်နေဆိုလို့ရှိပေးရမယ်เนาะဥပန်တန်ရဲ့ဘက်ကလည်းလက်ခံနေဆိုလို့ရှိရင်မစိုးဘူးဗျာတန်း60ကိုကျွန်တော်တို့၃နှစ်ပေးချင်မယ်ဆိုလို့ရှိရင်ချက်ချင်းလက်ငင်းကြီးအကုန်ပေးရမလို့တော့ဒီမှာကြံတဲ့အပြောင်းရွှေ့အတွက်ဒီငွေကတော့ကျွန်တော်ရတယ်ဒါပါတော့ကွန်ညာကိုကျွန်တော်အနေနဲ့ တန်း90ပေးရမယ်အဲ့ဒါက3နှစ်တွင်ပေးချီရမယ်ပထမဆုံးပထမဆုံးနှစ်မှာတော့တန်း30ပေးရမယ်ဆိုရင်ကျွန်တော်တို့တန်း30ပေးကျန်တဲ့ဟာကိုကျွန်တော်တခြားအပြောင်းရွှေ့ပုံမှာကျွန်တော်တို့က3ထားပလက်ရရတယ်ဒါမျိုးပေါ့နော်ဒါကြောင့်အသင်းနေနဲ့ဒီအပြောင်းရွှေ့မှာဒီတန်း90ကိုဘယ်လိုပေးရမလဲဆိုတဲ့ payment structure ကိုဘူဘဟန်တန်နဲ့နှစ်သိန်းကြားဆွေးနွေးနေတယ်ဆိုပြီးတော့ Roman တို့ကတော့ကျွန်တော်ပြောထားတယ်ပေါ့နော်အသင်းဘက်ကတော့တက်နိုင်တယ်များ instrument နဲ့ပေးဖို့အတွက်ကျွန်တော်တို့သဘောတူညီမှုရဖို့ကြိုးပမ်းမှာ ။ဝူဘဟန်တန်ရဲ့ဘက်ကလည်း installment ဆိုလို့ရှိရင်သူတို့ကပို့လို့ခြင်းမှာပဲ။အကယ်လို့ချက်ချင်းလက်ငင်းပေးဆိုလို့ရှိရင်တော့တန်40လို့တန်50လို့ဖြစ်ကောင်းဖြစ်မှာပေါ့လေ။အကယ်လို့မြန် installment ဆိုလို့ရှိရင်တော့မင်းတန်60ဒီပိုင်းလည်းဖြစ်ကောင်းဖြစ်သွားမှာပဲ။55ဒီပိုင်းလည်းသူတို့လူချင်တာလည်းဖြစ်ကောင်းဖြစ်မှာပဲ။ installment နဲ့ပြင်ကိုဘက်ကအများကြီးပိုကောင်းတာဟုတ်ဆိုတော့ရမယ့်ဘက်ကလည်းငွေချက်ချင်းရကျင်ပါပဲ။ဒါကြောင့်ကျွန်တော်တို့ကြည့်ရင်တော့ United အနေနဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်လက်ရှိဒီလိုမျိုးပေါ့နော်။ Uber Hunter နဲ့ကောင်းကောင်းဆွေးနွေးနေရတာဖြစ်တဲ့အတွက်ကုညာရဲ့အပြောင်းအရွှေ့ကကြားထဲမှာ ြန့်ကြာနေတယ်ဆိုပြီးတော့ရိုမန်နိုကတော့ပြောထားတယ်ကျွန်တော်ကတော့ဟိုကလပ်အသင်းနှစ်ခုနဲ့သဘောတူညီမှုမရတဲ့အပြင်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုပါမရသေးဘူးဆိုတာကိုကြည့်ရင်ဒီယူရိုပါလိဖိုင်နယ်ရလက်အတွက်ပဲစောင့်နေတယ်လို့ပဲကျွန်တော်တို့ယူဆတယ်ပေါ့နော်ဆိုဆိုလည်းပဲကိုညာရဲ့အပြောင်းအရွှေ့ကကျွန်တော်တို့ခက်မြင်မြင်အလုံးလုံးမှရမှာပါเนาะသူများတွေကအပြောင်းအရွှေ့မရောက်ခင်ပါတဲ့အပြစ်သက်ခွန်ယူမှုတွေကျွန်တော်လုတ်ပြီးသွားပါပြီ Real Madrid ကိုခေါ်ပြီးသွားပြီเนาะ2-3ရောင်းတော့ကျွန်တော်ရှိတယ် နော်မန်ချက်စတာစီးတီးတို့ဇန်နဝါရီပြောင်းရွှေ့မှာကလေးက200လောက်ကုန်ပြုမျိုးခေါ်ထားတယ်။အာဆင်နယ်တို့ခေါ်ပြီးသွားပြီးချုပ်စားမာတွေကိုလီဗာပူးတင်တို့ချုပ်စားမာတွေခေါ်ပြီးသွားပြီးကိုဒီအကုန်လုံးတိုင်ပတ်နေပါတယ်ဆိုတဲ့အတင်းကအခုချိန်ကြီးပါအလုံးမှန်ကျွန်တော်မလုပ်ပါသေးဘူး။အဲဆိုတော့ညီကလို့နေနေရောဘယ်လိုမြင်ကြလဲ။ကုညာကိုရောကျွန်တော်တို့ဒီနေရာကြီးပြောင်းရွှေ့မှာတကယ်ကိုကျွန်တော်ခေါ်နိုင်ပါမလား။အကယ်လို့ယူရိုပါလိမ့်မြန်ကျွန်တော်မရခဲ့ဘူးချန်ပီယံစ်လိဝင်ခွင့်မရခဲ့ဘူးဆိုရင်ဇာမားရဲ့အပြောင်းအရွှေ့ကိုကျွန်တော်တို့သာတိုင်ပတ်သွားနိုင်တယ်လို့ထင်ကြလား။ဆွေးနွေးကြပါအကြည့်ချပါပဲညီအစ်ကိုများလုံးကိုချစ်မြတ်ကြပါလေ။